ဘာကြီးထင်းတန်းနေမဟုတ်ဘူးဘာကြီးမကြခင်မှာတတိုင်းမီလုံးပျောက်တော့မှာသိလားတတိုင်းမီလုံးပျောက်တော့မှာတရုတ်ကဝါမျိုးမှာဟာဟာဟာလေဘာလို့ရှောက်ပြောနေတာလေအမှန်တော့ပြောတာလေဘာကဟိုးလုံးကလေဟုတ်ဟိုတချင်းကြီးတချင်းကနေထဲမှာပါတယ်ကွာဘာလဲဟိုတီမောမင်းနဲ့စုဖျားလက်ကနေပြီးတော့ဟုတ်ကဲ့ပါရမူတော့ပါရမူရတဲ့တချင်းကိုအဲပါရမူရတဲ့တချင်းကိုအဲ့မှာငါတို့ငါသတိရလို့ငါစူကြည့်တော့ကွာ 1885ခုမှာဟုတ်ကဲ့အဲ့ဒါကဟိုပါတော်မူတာလေအဲထီချိုးစီပေါက်ထီးနှံပြောက်ခဲ့တယ်ထီးနှံပြောက်တာမြမာတွေစီကံပေါက်လို့ထီးနှံပြောက်ခဲ့တယ်ဟုတ်ပါဟုတ်ပါအခုကတိုင်းပြည်ပါပြောက်တော့မှာတိုင်းပြည်ပါပြောက်တော့မှာတီယုတ်ကတပြည့်နဲ့ဝါမြုံဝါတော့ပါဝါတော့အာတီယုတ်ကတပြည့်နဲ့ဝါဟုတ်အဲ့ဒါမပြောနဲ့လို့ဝါမင်းအဲ့လိုကိုလိုလူကြီးတွေကလည်းပြောတယ်ဟာတီယုတ်ကိုတဲ့ကြောက်နေရတယ်တဲ့ခိဆက်ဆက်ကြောက်နေကြရတာဟုတ်ပါဘေးအဘရဲ့ဒါကျွန်တော်မပြောလို့လည်းမရဘူးလေအဘကျွန်တော်တို့လက်ရှိကျွန်တော်တို့အုတ်ချုပ်နေတယ်ဒီအစိုးရအစိုးရအုတ်ချုပ်ဟဟလားအစိုးရအဘတို့တက်ချုပ်ကြီးတို့အခုရွေးကောက်ပွဲလုပ်တော့မှာ ဟမ်ပါဝင်မဲ့ပါတီဒါကြီးပြုံးတည်တယ်တည်တယ်လေအဲ့ဝင်မဲ့ဒီရွေးကောက်ပွဲဝင်မဲ့ဒီပါတီတွေကလည်းဟိုပြောရမနိုင်ငံကိုဘလို့အုံနောက်တွေနဲ့ဥဆောင်ကြမယ်လို့မသိဘူးဒီပါတီတွေပြောပြောငါအခုအချိန်ရှိသေးတယ်ငါတက်ချုပ်ငါပြောတယ်အကုန်လုံးအဲ့ပါတီတွေကအကုန်လုံးရှင်းထုတ်ပြီအဲသူလည်းရှင်းထုတ်မယ်လို့ပြောထားလေလေဘာဘာလဲဆိုတော့ဒီဟိုခုနပြောသလိုဘာနိုင်ဘာညာဟိုအချုပ်ကြအာနာဘာညာထိပါလာတဲ့ပါတီတွေမဲဆွဲတဲ့အခါမှာဘာညာပြောလာရင်အကုန်ထုတ်ပြမယ်လို့ခုနကတက်ချုပ်ကြီးကပြောပြီးပြီအခုတော့ဘာပြောပြောလဲဆိုတော့ဒီပြီးသုံးလုံး လာပြီ။ဩတွက်ခါတွက်ခါဒီလိုဥခရာရပြောပြန်ပြီဗျာနော်အခု तू ပြောတာလည်းအပါစဉ်းစားကြည့်ပါဦးအခုလို့တဲ့ဒီရွေးကောက်ပွဲကော်မရှင်ကနေပြီးတော့ဒီမွဲဆွယ်ကာလာကိုပေါ့တတ်မှတ်လိုက်ပြီတတ်မှတ်လိုက်ပြီဆိုတော့မန်ဆိုရင်တော့ဒီကိုယ်စလေလောင်းနေရမဲဆွယ်ရတော့မယ်မဲဆွယ်ရတော့မှာအဲ့တော့ तू ကဘာထွက်ပြောလဲဆိုတော့ဒီလိုတဲ့သူ့ရဲ့ကိုယ်စလေလောင်းနေရတဲ့လုံကြုံရေးအခြေအနေဟာမဲဆွယ်စီယုံမှုဆိုတာမဖြစ်နိုင်တဲ့အခြေအနေဖြစ်နေပါတယ်တဲ့သူမထွက်ရဲဘူးပေါ့ဗျာ ပြပေါ့เนาะမထွက်ပြီးတော့ကျွန်တော်ပြည်သူတွေကိုမဲမဆော်ရဲဘူးဖြစ်နေပါတယ်တဲ့ဒါပေမဲ့လည်းတဲ့ဟိုပြည်သူတွေအနေနဲ့ကတော့တဲ့ဟိုလုံခြုံပါတယ်တဲ့မဲထဲပါတဲ့အော်အချင်းပါကြီးသူတို့တော်မှမလုံခြုံဘူးလို့ပြောနေတဲ့ဥစ္စာကိုပြည်သူတွေကလုံခြုံတယ်ဆိုတော့ဘာလဲမဲတော်တော်လိုချင်နေလားအဲ့ဒါကွာလေပြည်သူတွေတော့ပြည်သူတွေကတော့တဲ့မဲထဲလို့ရပါတယ်တဲ့လုံခြုံပါတယ်လို့ပြောတယ်သူတို့တော်မှမဲဆွဲဖို့အတွက်ကိုမလုံခြုံလို့ ထုတ်ထုတ်တော့ပြောနေပြီလေအခုငါပြောပြမယ်အခုကြိုက်တဲ့ပါတီတက်လားကြိုက်တဲ့မျိုးနယ်တွေပြည်နယ်တွေတိုင်းနေရာတွေကြိုက်တဲ့ပါတီတက်လားဟုတ်ကဲ့တချို့ပါတီတွေဆိုမဲတမဲတော်မရစီရအောင်ဘာလို့လဲသိလားအဲ့လိုမရအောင်လို့လဲကြန့်ခိုင်ဖွံ့ဖြိုးရေးပါတီကနေပြီးတော့ငါတို့တွေဟိုကနေကင်နာတာဟုတ်ပါပြီအဲ့ဒီရေကောက်ပွဲနဲ့ပတ်သက်ပြီးတော့လေအခုကျွန်တော်တို့ဒီဘက်ဟိုဘက်တော်လိုင်းရဲဘော်တွေပေါ့နော်တော်လိုင်းရဲဘော်တွေအဲ့ဒီရေကောက်ပွဲကိုကျွန်တော်တို့ဒါမဖြစ်ပြောင်းတားဆီးမယ်သူတို့ကမပြက်ပြောင်းထားဆီးမယ်အဲ့လိုဆိုပြီးတော့အခုလက်ရှိသူတို့ကအကောင့်ထဲပေါ်နေပြီနော်ဟုတ်ပါ အကောင့်တွေပေါ်နေပြီเนาะအကိစ္စနဲ့ပတ်သက်ပြီးတော့တက်ချုပ်ကြီးလည်းတည်တယ်ဒါပေမဲ့တက်ချုပ်ကြီးကဘာဖြစ်လဲဆိုစုပ်လဲစုစားလဲယူဖြစ်နေတယ်ဟုတ်ကဲ့အဲ तू တကယ်လို့ဒီကမဲမရဘူးဆိုလဲ तू ကဟိုယာယီသမရားနဲ့ပဲ तू က AC ပဲအဲတက်ချုပ်နဲ့ယာယီသမရားနဲ့ပဲ तू ကနေမှာတကယ်လို့မဲရောမဲရဝိုင်းနေလဲ तू ကသမရားတက်လို့ယုံမဲဟုတ်ပါပြီဒီကကြောင့်ဘာဖြစ်လဲဆိုကျွန်တော်တို့ဒီပေါ့ဟိုကျွန်တော်တို့ရတောက်တိုင်နေပေါ့ပြောရမှာဆိုအုတ်ကြီးလေးဆိုတော့ကျွန်တော်ကျွန်တော်ရတောက်တိုင်ပဲအခုဒီရေကောက်ပွဲကြီးကိုကျွန်တော်တို့မဖြစ်ပြအောင်လုပ်မဲ့ရေကောက်ပွဲကြီးပေါ့နော်အဲရေကောက်ပွဲကြီးကိုဖြစ်မြောက်အောင်လုပ်ပေးမှလည်းဒီတောက်တိုင်နေပဲ သူတို့ရဲ့ဒါအားတွေအများကြီးပါတယ်ပါတာပေါ့ပါတာပေါ့သူတို့ရုပ်ကုန်တယ်မှာဘာရှိတယ်ဘာရှိတယ်ဘာမလို့ဘာမလို့ဒီကောင်တွေကဘလို့တွေလုပ်တယ်အဲ့ဒါသူတို့ရှိရလာတာပဲအကုန်သိရအဲ့အဲ့တော့ကြောက်ခုဘာဖြစ်လဲဆိုတော့ကျွန်တော်ဒီရဲ့ဟိုတော်လိုင်းရဲဘော်တွေကလည်းမလုပ်လဲဆိုတော့ဒီအုတ်ကြီးတွေကိုအရင်ဆုံးလိုက်ပြီးတော့ကျွန်တော်တို့ဒီတောက်တိုင်တွေကိုဖြိုနေတဲ့တရင်လေးတွေရှိတယ်ပါအဲ့ဒါလေးကျွန်တော်တင်ပြပေးမယ်ဒါကတော့ကျွန်တော်တို့ဒီရန်ကုန်တိုင်းမှာဖြစ်သွားတာလဲကူးမှာဟာနော်လဲကူးမြို့မှာဖြစ်သွားတဲ့တရင်လေးကျွန်တော်တင်ပေးမယ်အဲ့တော့ဗမာဘယ်နေ့ကဖြစ်တာလဲဆိုတော့အော်တိုဘာလကျွန်တော်16ရက်နေ့နော်16ရက်နေ့ဟာအော်တိုဘာလ16ရက်နေ့ညနေ6:50မိနစ်ခန့်မှာတဲ့ကျွန်တော်လဲကူးမြို့နယ် ်တရေဘူကျေးရတရေဘူကျေးရမှာရှိတယ်ကျွန်တော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုရုံးနော်မြို့နယ်ရုံးပေါ့ရောမြို့နယ်အထွေထွေအုပ်ချုပ်မှုရုံးမှာတဲ့ကျွန်တော်တို့မလုပ်လဲဆိုကျွန်တော်ပြင်းအားမြင့်မိုင်းတစ်လုံးလက်ပစ်ဘုံကျွန်တော်နှလုံးတို့ပြင်ကျွန်တော်ပစ်ဖောက်ပြီးကျွန်တော်ဟိုခွဲခဲ့တယ်ပေါ့နော်တိုက်ခတ်ခဲ့တယ်ကိုသိရပါတယ်ဗျအဲ့ဆိုကျင်းတွေဝိုင်းပြီးကွာငါတို့မင်းတို့ဆက်လုံးရဲရင်ဆက်လုံးငါတို့ကတော့စလာပြီဆိုတော့ဆိုအစပြောလိုက်တာအစပြောလိုက်တာပထမခြေလန်းဟုတ်ကဲ့ အဲ့ဒီအဲ့ဒီတိုက်ခိုက်မှုအတွင်းမှာတဲ့ဟိုဘာထိခိုက်မှုကဘယ်လိုရှိလဲဆိုတော့ကျွန်တော်ဒီမြို့နယ်အုပ်ချုပ်ရေးမှူးရုံးကိုเนาะကျွန်တော်တို့ဒီအရက်တောက်ရံအတွက်တဲ့ကျွန်တော်ပြင်ဆင်နေတယ်။အော်အလုံးလုံးရံမဟုတ်ဘူးအရက်တောက်ရံအရက်တောက်ဒါအော်ရက်ကျေးရအုပ်ချုပ်ရေးမှူးတွေဗျာဟိုရက်ရက်ကွက်အုပ်ချုပ်ရေးမှူးတွေကလည်းမြို့နယ်ရုံးကိုသွားပြီးအစည်းအဝေးရှိတယ်အစည်းအဝေးရှိတယ်ဆိုပြီးသွားပြီးဟိုမှာသူကအရက်ဝိုင်းတောက်ကြမှာအဲ့အချိန်မှာအဲအရက်တောက်ဖို့မင်းမင်းမင်းနေမီကလူပနေရောက်ရလဲဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်လူပနေရောက်ရဝေစုခွဲကြမှာပေါ့ဟုတ်ဝေစုခွဲကြတဲ့အချိန်အဲ့အချိန်ပေါ့အဲ့ဒါလေအရက်တောက်ရင်းနဲ့သူတို့ ဟိုရက်တောက်ဖို့အတွက်ပြင်ဆင်နေတာမတောက်ရသေးဘူးရက်တောက်ဖို့ပြင်ဆင်နေတဲ့အချိန်မှာတဲ့သူတို့မျိုးဒီပြခတ်တိုက်ခွဲမှုဖြစ်တယ်ပေါ့နော်ဒီတိုက်ခတ်မှုအတွင်းမှာပေါ့နော်ကျွန်တော်ရဲ့ကြီးအုတ်ချုပ်ရည်မှုတူဦးနဲ့ကျွန်တော်ပြူစောတီတူဦးကျွန်တော်ဘုံတိမှန်ကားတဲ့ကျွန်တော်လေဘောဝဲပြီးတော့ကျွန်တော်ငရေပြီးကိုစောက်တော့ဆင်းသွားပါတယ်ဗျာဟာကွာပြီပေါ့အဲ့ဒါတို့တချင်းလို့ဖြစ်နေပြီပေါ့ လေဘောကိုပြန်ငါပြန်ငါငါကလေးများတို့ရဲ့အဲ့တော့ဖြစ်နေပြီဘောလေဘောကျွန်တော်ပြန်သွားပြီတော့သူကငရဲပြီတော့ဇောက်သိုးဆင်းသွားလားတော့အော်ရတော့အသက်မရှိတော့ဘူးလေပါနော်အေးအော်အပေါ်ကနေပြုတ်ကျမှတော့ဝါမင်းဘယ်လိုလုပ်အသက်ရှိတော့မှလဲသူကလေးကိုဒါခါရဲပြီမြေပြင်မှာခါရဲတိတ်သွားတာလေ तू အဲ့လိုမဟုတ်ပဲဆိုလေဘောဝဲသွားသေးတယ်တော့လေဘောဝဲပြီးတော့မအောက်ကျပြီးတော့ဘာစပွန်မန်းလုပ်လေဒါအေးနေဆုံးသွားတာနော်အဲ့လိုဘောကျွန်တော်တို့ဒီဘောအရက်တော့ပျင်စင်နေတယ်တဲ့ကျွန်တော်တို့ဒီဟိုဘောအုတ်ကြီးတွေကတော့အများကြီးဘောရက်ရက်ကြီး ရက်ွက်အုပ်ချုပ်ရေးမှုကြီးဆိုအများကြီးဖြစ်မော်၄၅၆ခုနှစ်ရောက်ပါမှာပေါ့နော်အဲ့မှာကျွန်တော်တို့ကတေတာတော့တူဦးပဲတေတယ်ပြီးစောဒီတူဦးနှစ်ဦးတေတယ် ဒဏ်ရာရရှိတဲ့ကျွန်တော်အုပ်ကြီးတွေကတော့ကျွန်တော်များတယ်လို့ပြောတယ်ဗျ။အဲရက်ကွယ်ကန်ဆိုးသူမောင်ရှင်နှစ်ယောက်ဖြစ်သွားတာပေါ့။ဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ကျန်တဲ့လူတွေကတော့ကျွန်တော်တို့ဒါဟိုထိခိုက်ဒဏ်ရာရရှိတယ်လို့သိရပါတယ်ဗျ။နော်။ဟိုတေဝါတဲ့ဒီအုပ်ကြီးနဲ့ဟိုပြူစောတိကတော့ဒီဝယ်လာတဲ့အရက်ကလေးတော့မှတော့မတောက်လိုက်ရတော့ဘူးဗျ။အေးဆိုနားပါတယ်ကွာ။အဲ့ရလေးမင်းတောက်မလား။မဟုတ်လေထည့်ပေးလိုက်မှာပေါ့။တို့တော့ပြောတဲ့အခါကျတော့ဒီပေါ်ကြီးထည့်ထည့်ထည့်ပေးလိုက်ပေါ့။ဒါလေးတော့ကျွန်တော်ရန်ကုန်မြို့လှဲကူရဲ့တည်င်းလေးဟုတ်ပြီဟုတ်ပြီဟုတ်ပြီနောက်ဆက်ပြီးတော့ကျွန်တော်တို့ဒါဒီနေ့ကတည်င်းလေးတွေအပရဲ့နည်းနည်းများတယ် เนาะနည်းရဲစလိုက်ဖြစ်သွားတော့လေတင်းလေးတွေကနည်းနည်းများတော့ကျွန်တော်ဒီကားကြတော့တင်းကျူတဲ့ဟာလေးကိုပေါင်းပြောမယ်အဲ့ဒါတော့ဖြစ်စဉ်ကဘာမှလဲဆိုညောင်ဦးနဲ့ကျွန်တော်ကော်ကောင်းနဲ့အော်အဝေးကြီးပဲလေခွာညာဒီမြမပြီးအလဲပိုင်းနဲ့ဟိုးအမီးနဲ့ခွာတော်တော်ဝေးပါလေခွာဘာကျွန်တော်ပြောလိုက်ရင်ဘာအဲ့လိုပြောမှဆိုတာတိလို့ကျွန်တော်ကြိုပြီးတော့ကျွန်တော်စကားကိုပလင်ခံထားတာเนาะတင်းကကျွန်တော်လာရတာတူတယ် တူရဲကြောင့်တင်းတစ်ခုကိုကျွန်တော်စူးစီးလိုက်တယ်ပေါ့နော်စူးစီးပြီးတစ်ခုချင်းကျွန်တော်ပြောရမယ်ပထမဦးကကျွန်တော်ပြောမှာတော့ကျွန်တော်တို့ဒီညောင်းညောင်းမျိုးနယ်အကြောင်းပြောမယ်နော်အဲ့ဒါတော့ဗာလဲဆိုတော့ကျွန်တော်မန်လေးတိုင်းနယ်အကြောင်းညောင်းမျိုးနယ်မှာတဲ့နော်ဒီအော်တိုဘာလ16ရက်နေ့ညနေ4နာရီခန့်မှာတဲ့နော်ထိပုကျေးရအုတ်ချုပ်ရေးမှုနော်ဒီကျွန်တော်တို့ဒီညောင်းမျိုးနယ်ရဲ့ထိပုကျေးရအုတ်ချုပ်ရေးမှုဥလင်ကိုနော်ဦးလင်ကိုကိုတဲ့ကျွန်တော်အမေမသိတနက်သမားများကနေပြီးရောတဲ့၎င်းနဲ့နေအိမ်အတွင်းမှာပဲတဲ့ကျွန်တော်တနက်ပြဝင်ရောက်ပြစ်ခတ် ပစ်ခတ်လိုက်ရပွဲချင်းပြီးတေဆုံးကြောင်းသိရပါတယ်တဲ့ဟုတ်နော်ဒါကတော့ကျွန်တော်ညောင်းမှာဟောအုတ်ချုံရင်မူအနီးကပစ်ခတ်တာတော့သိပြီပေါ့ဟုတ်ကဲ့ဟုတ်ကဲ့အုတ်ချုံရင်မူဥလွင်ကိုပေါ့နော်သူကအိမ်မှာရှိနေတဲ့အချိန်မှာတဲ့ကျွန်တော်တို့ဒီဆိုင်ကနဲ့လာပြီးတော့ဟိုလာရောက်ပစ်ခတ်တယ်ကျွန်တော်တို့သူကတော့ဆိုင်ကနဲ့လာတယ်ဟောဆိုင်ကနဲ့အပိုင်တွေွားတာအပိုင်တွေွားတယ်ဒါပေမဲ့လာရောက်ပစ်ခတ်တဲ့အဖွဲကဘယ်အဖွဲလဲဆိုတော့မသိရသေးဘူးပေါ့နော်အာပြီးတော့ကျွန်တော်တို့ဒီအုတ်ချုံရင်မူဒီဥလွင်ကိုရဲ့ကျွန်တော်ဒီရုပ်လောင်းကိုတော့တဲ့ကျွန်တော်ရဲ့ဒီစက္ကမ စစ်သားတွေကနေလာရောက်ပြီးတော့ကျွန်တော်ကောက်သွားတယ်ကိုသိရတယ်ဗျ။ပြီးတော့အနီးနားမှာရှိတဲ့ပြည်သူတွေတော့ထုံးစံတိုင်းပေါ့ဗျာ။စစ်သားဆေးတာတွေလှုပ်တယ်။အဲဟိုဟိုတခုကောင်းတာဗာလဲဆိုတော့ကဟိုအရင်အရင်နေဟိုကစစ်တယ်ဆေးတယ်ဘေးမှာရှိတဲ့လူငယ်တွေတွေ့တဲ့လူငယ်တွေကုန်ဖမ်းသွားတယ်။ရိုင်းနေပြီဖမ်းသွားတယ်။ဒီကတော့ကျွန်တော်တို့ကဒီစစ်တာမင်းမြန်းလာတော့ပဲလှုပ်ပြီးတော့ဖမ်းတာစီတာတော့မရှိဘူးလို့သိရတယ်ဗျ။အာဒီနေလိမ့်မယ်ကွာငါပြောရမယ်။ဟိုဘက်ကလည်းတကယ်လို့ဒီတော်လိုင်းတက်ဖို့ရင်းနဲ့ PD ရဲ့ရဲဘော်တွေကနေသူတို့တက်သွားခဲ့ရင်သူတို့ပြစ်သွားခဲ့ရင်သူတို့ကနေချက်ချင်း မကြောက်ဘူးသူကအမိတ်ထုတ်ပြန်အမိတ်ထုတ်ပြန်လေအဲဘလူကဘယ်ဘွဲကနေရောဘလူကျွန်တော်တို့ကနေအပြက်ရှင်းမလိမ့်တယ်ပြည်သူတို့ဒုက္ခပေးနေတဲ့လူတို့ဘလူအပြက်ရှင်းနေတယ်သူအမိတ်ထုတ်တယ်အမိတ်ထုတ်တယ်ဟုတ်အခုဆိုငါထင်တာတော့အဲ့ဒီဘာဟိုလူကအုပ်ချုပ်ရေးမှုကိုအဲ့အဲ့ဒီအုပ်ချုပ်ရေးမှုကဒီလိုနဲ့တူပါတယ်သူရဲ့အချင်းချင်းမရင်ငယ်မရင်ငယ်မရင်ငယ်ရဲ့ယောက်ျားယောက်ျားမကျင်တယ်လို့လာပြစ်တာဖြစ်ကုန်ဖြစ်လိမ့်မယ်အဲဆိုပြူတွေကိုသူတို့အဲသူတို့သူတို့အချင်းချင်းလေအဲသူသွားပြီးတော့ဖုန်ကြောင်နေတဲ့မိန်းမရဲ့ယောက်ျားမကျင်တယ်လို့ လာပြီးတော့ပြစ်သွားတာမဖြစ်ကောင်းဘူးလားဟာပြတ်လားဒါဒါဒါအဘာလို့ရတာဟိုပါဘောစားပေးပေါ့နော်စားပေးငါတို့စားပေးငါတို့တုန်းကလည်းအဲ့လိုမျိုးပေါ့ငွေနဲ့လမ်းခင်းရဟေ့ငါ့အောင်များမဖြစ်ပြောတာလည်းမင်းဟုတ်လေဒီလိုဖြစ်စဉ်မျိုးတွေကဘာလို့ခင်မလဲတော်တော်များဖြစ်ခဲ့ဘူးလေအဲ့ဒါကြောင့်ဘာဘာလို့စားပေးလို့ငါ့အောင်လာမပြောနဲ့ဟုတ်ကဲ့ပါပါဟိုအဲ့လိုမျိုးပဲကျွန်တော်အလားတူနော်ခုနပြောတင်းနေတဲ့အတိုင်းနော်တင်းနေတဲ့အတိုင်းကော်တောင်းမျိုးနဲ့မှာကော်တောင်းမျိုးနဲ့တုန်းကရှိတယ်ကျွန်တော်လုံဖောကျေးရနော်လုံဖောကျေးရတဲ့အုတ်ချုပ်ရင်မူတအူးနဲ့ပြူစောတိနှစ်အူးကိုလေတဲ့ ခုနလိုပဲအမိမသိကျွန်တော်တနက်သမားများကဖမ်းဆီးပြီးတော့ကျွန်တော်ပြစ်ခတ်တိုက်ခတ်ရတဲ့ကျွန်တော်တေဆုံးခေတောင်သိရပါတယ်တဲ့ဗောနော်ဒါကတော့ဖြစ်စဉ်လေးကတော့ဘယ်နေ့ကဖြစ်တာလဲဆိုတော့အော်တိုဘာလ14ရက်နေ့ကဖြစ်တာဗောအော်တိုဘာလ14ရက်နေ့မှာတဲ့လုံဖော်ကျူးရအုပ်ချုပ်ရေးမှုဝင်းမြင့်နဲ့ပြူစောတီကျွန်တော်အေးဆိုးတတ်ဦးတို့ကိုတဲ့အမိမသိတနသမားများကဝင်ရောက်ဖမ်းဆီးသွားပြီးတော့လမ်းပိုင်းတနေရာမှာတဲ့ကျွန်တော်ပြစ်ခတ်တိုက်ခတ်ခဲ့ရမှာတေဆုံးခေတယ်လို့သိရပါတယ်ဗောအင်း เนาะဒါဒီနေ့ကတော့ကျွန်တော်တို့ဒါအုတ်ကြီးတွေအလှည့်ပေါ့เนาะအုတ်ကြီးအုတ်ကြီးတွေပြီးဆိုရင်အဲ့အုတ်ကြီးတွေအုတ်ကြီးတွေငါတို့ဒီဘက်ကရွေးကောက်ပွဲနီးလေအုတ်ကြီးတွေအဟုတ်ဒီခံလေပဲကွာဟုတ်ကဲ့ဟုတ်ကဲ့ဟိုဆက်လက်ပြီးတော့တင်းလေးရှိသေးတယ်ပါဒါကတော့ဘာမှလဲဆိုကျွန်တော်တို့အလောင်းနေပုံနဲ့လောင်းလုံးလောင်းလုံးတနင်္လာရီတိုင်းပဲတနင်္လာရီတိုင်းပဲဟုတ်ပြီ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 အဲ့ဒါတော့ကျွန်တော်တို့ဘယ်နေ့ကဖြစ်တာလဲဆိုရင်တော့အောက်တနင်္လာရီဆိုတော့ဘာမှတော့အရင်ပါအရင်ပါပြီအရင်ပါလောင်းလုံးဆိုတော့လောင်းလုံးဆိုအလောင်းပုံပါဒါပဲပါနော် အော်တိုဘာလာ19ရက်နေ့တဲ့ကျွန်တော်နက်နက်9နာရီခန့်ပေါ့နော်လောင်းလုံမြို့မှာရှိတယ်ကျွန်တော်အောင်တပြေအောင်တပြေဖုံကြီးကျောင်းတွင်းမှာကျွန်တော်တက်ဆွဲထားတယ်ကျွန်တော်တို့ရဲ့စက်ကမှာတက်တယ်ရှိတယ်ပါနော်အဲ့ဒီဟိုတက်တယ်ကဒီဖုံကြီးကျောင်းမှာကျွန်တော်အထိုင်ချတယ်ပြီးရင်အနီးနားမှာရှိတယ်ကျွန်တော်ရွာတွေကိုကျွန်တော်ပေါ်တာဆွဲဖို့နော်လူငယ်တွေကိုပေါ်တာဆွဲဖို့ဆိုပြီးကျွန်တော်စစ်ကျောင်းတွေထွက်တယ်အင်းအင်းအဲ့လိုစစ်ကျောင်းတွေထွက်လာတဲ့အချိန်မှာဒီတော်လန်ရေးတပ်ဖွဲ့တွေနဲ့ကျွန်တော်လမ်းမှာထိတွေ့မှုဖြစ်တယ်ပါဟုတ်ပြီနော်အဲ့လိုထိတွေ့မှုဖြစ်တဲ့အခါမှာတဲ့ကျွန်တော်တို့ဘက်ကနေပြီးတော့ဘယ်နှယောက်တည်လဲဆိုကျွန်တော်တို့ဘက်က၄ဦးတည်တယ်ပါ လေးဦးတည်တယ်ဆယ်ဦးကတွေးထူးသွားတာပေါ့အဲဟုတ်တယ်လေးဦးတည်တယ်ဆယ်ဦးတည်းမနေရကျွန်တော်ထိခိုက်တယ်ရရှိတယ်အင်းအဲလာရောက်ပြီးတိုက်ခိုက်တယ်တော်လိုင်းရဲဘော်တွေကတော့အထိခိုက်မရှိပြန်လဲဆုတ်ခွာသွားတယ်လို့သိရပါတယ်ဗောနော်အေးအေးအေးဟောဒီတိုက်ခိုက်မှုအတွင်းမှာတဲ့ကျွန်တော်ရဲ့ဒီချမ်ဘတ်စစ်တပ်ပေါ့နော်ဟို standard standard ကျွန်တော်ရဲ့ standard စစ်တပ်ငါကြည့်ရင်မင်းသိတော့ဟုတ်ကဲ့ပါကျွန်တော်ရဲ့ဟို standard စစ်တပ်ကြီးကအထိနာခဲ့တယ်အထိနာကြီးဘာလို့လဲဆိုတော့ဒီဖုန်းကြောင်းမှာကျွန်တော်မနေရတော့ ဖုန်းကြောင်မှာမနေတော့ပဲတဲ့ကျွန်တော်ဖုန်းကြောင်မှာတက်ဆွဲထားတာနေပြီးဘယ်ကိုပြန်သွားလဲကျွန်တော်လောင်းလုံမြို့ပေါ်မှာရှိနေကျွန်တော်ရဲစခန်းဟုတ်ပြီနော်လောင်းလုံမြို့ပေါ်မှာရှိတဲ့ရဲစခန်းကိုတဲ့ကျွန်တော်ထွက်ခွာပြီးကျွန်တော်စုပ်ပြေးသွားတယ်သိရပါတယ်ဗျဟုတ်ပြီဒါလေးကတော့လောင်းလုံသတင်းလေးပေါ့နော်အော်ပြီးတော့ဘာလုပ်လဲဆိုတော့အဲ့လိုမျိုးသွားရပေါ့ဒီလောင်းလုံမြို့ကိုသွားတဲ့နေရာမှာဘာလုပ်သေးလဲဆိုတော့ကျွန်တော်တို့စကားမှာစစ်ကြောင်းကြီးရာတဲ့လမ်းတစ်လျှောက်မှာရှိရကျွန်တော်ပြည်သူပိုင်နေနေဩနေနေရှိတယ်လေကျွန်တော်ဖုန်းကြောင်နေလောင်းလုံမြို့ကိုသွားတဲ့ခါမှာအဲ့ပြည်သူပိုင်နေနေကိုဘာလုပ်လဲဆိုတော့ကျွန်တော်တို့ကဝင်ရောက်ပြောင်းကျွန်တော်တို့ဟိုပစ္စည်းတွေရှာတယ် ိုတန်ဖိုးရှိတဲ့ပစ္စည်းတွေကိုယူမယ်ခိုးမယ်ဝက်မယ်နော်မမဟုတ်ဘူးကွာငါတင်တာမင်းရမယ်လမ်းလျှောက်မှာဆိုတော့ငါပန်းများငါကောက်မလားတော့ပန်းမကောက်ဘူးကွာပန်းမကောက်ဘူးဝင်ရောက်ပြီးခိုးခိုးဆိုးလူနိုင်လောက်ပါအော်ပြီးရင်ကျွန်တော်တို့လက်လက်ကြီးလက်လက်ငယ်တွေနဲ့ရန်သားကြီးပြစ်တယ်အဲ့ဒါကြောင့်မလုပ်ရဆိုအဲ့ရွာတွေရွာတွေမှာရှိတဲ့ပြည်သူတွေအားကျွန်တော်တိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိဘဲနဲ့ကျွန်တော်တို့ကဒီရွာတွေကနေကျွန်တော်စစ်ပေးရှောင်နေရတယ်ဆိုတာသိရပါတယ်ဗျ အေးနောက်တစ်ခုမျိုးငါတခုပြောစစ်ဘေးရှောင်တာတို့ဒီဘက်ကငါတို့ဘက်ကလူတွေတော်တော်များများသိတာတို့ဘာတို့အတွက်ဆိုပြီးတော့တက်ချုပ်ကြီးရဲ့စေတနာတော်တော်ကောင်းတယ်ကွာတက်ချုပ်ကြီးရဲ့စေတနာဘယ်လိုစေတနာငါမာကြီးခေါ်နဲ့ငါပြောပြတယ်ပေါ့နော်ဟုတ်မာကြီးခေါ်နဲ့ပြောပြတဲ့အချိန်မှာမာကြီးခေါ်ကလည်းဒါလေးကိုသူကလည်းလှုပ်ရှင်တယ် ဘာ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 တို့မိသားစုစီးပွားရေးလေးပေါ့နော်ဟုတ်ကဲ့သူကဘာလေးလုပ်ချင်လဲဆိုတော့အဲငါတို့ဒီမှာအခုစီးပွားရေးကငါတို့ဒီစေယုံလေးကိုပိုင်စေယုံတွေလည်းငါတို့လုပ်ပြီးတော့ကုမ္ပဏီတွေရောငါတို့ရုပ်ရှင်ကုမ္ပဏီတွေရောဟုတ်ကဲ့အတပြင်းကုမ္ပဏီတွေရောပြီးတော့ဟိုတယ်လုပ်ငန်းတွေရောဒီမှာနိုင်ငံမှာရှိတဲ့ဒီစီးပွားရေးတော်တော်များများလည်းလုပ်ပြီးတော့သူတို့မလုပ်ရသေးတာတခုပဲရှိတယ်တဲ့ပပယ်ရလဲပဲအဲအဲ့ဒါဘာလဲဆိုတော့သူတို့ဒီငါတို့ဒီဟိုလုံးဝလေးဦးအမောင်လို့နော်ဘယ်လိုလို့လုပ်တယ်လို့မျိုးတဲ့ဟုတ်ကဲ့လုပ်ချင်တယ်တဲ့ဘာဘာလုပ်ရလဲလို့မျိုးတော့သူကအကောင့်ရောင်းဝယ်ရေး 哦အကောင်းရောင်းဝယ်ရေအကောင်းရောင်းဘာလို့လဲဆိုတော့ဆက်ဘူးတော့မဆိုးဘူးเนาะအကောင်းရောင်းဝယ်အခုဆိုတာဟိုတနေ့တနေ့ဟိုဟောကိုဘကလူတွေဒီရဲဘော်တွေကြဆုံးနေတာတောက်တောက်လျှောက်တင်နေတာတောက်လျှောက်တင်အနည်းဆုံး90ပဲဟုတ်ကဲ့အနည်းဆုံး90ဆိုတော့သူကဒီအကောင့်လုပ်ငန်းကြီးကိုသူတို့ကနေပြီးတော့ဒီသူ့ဘာသာဥစ္စာကိုသူတို့ကနေလှုပ်လိုက်မယ်ဆိုရင်ဟုတ်ဟာသူတို့တို့ကကောင်းတက်ချေကြိုက်သွားပြီဟုတ်ကဲ့ပါလေနောက်တစ်ခါဒီဘက်ကဟိုရွေးကောက်ပွဲလည်းလာတော့မယ်လေလာတော့မယ်ဆိုတော့သူကနေပြီးတော့ဖိတ်ချစ်ဖိတ်ကိုယ့်ရဲဖိတ်မယ်ဆိုတော့အကောင့်ရောင်းဝယ်ရေးကုမ္ပဏီကို တချို့ကြီးကထပ်လို့ဝင်ပါလောက်ပါလောက်ပါလောက်ပါကောင်းပါတယ်လို့ပြောလိုက်ပါနော်။အော်ဒီကကြတော့အပေါင်းဆက်လက်ပြီးတော့တင်ပြပေးပါဦး။ရောင်းအောင်ပါနော်။ရောင်းအောင်ပါရောင်းအောင်ပါရောင်းအောင်ပါ။ဟုတ်ရောဘာလို့ဆိုတော့ဒီဖိတ်ချင်းဖိတ်တွေ့တယ်ပဲဖိတ်ပါလေ။ဟုတ်ပါပြီ။ဒီကကျွန်တော်ဆက်ပြီးတော့အပေါင်းကိုတင်ပြပေးမယ်။သတင်းလေးကတော့ဥပန်ချာတို့ဦးဝေးမောင်တို့အဲပါကောင်းပါပြီဟုတ်ပြီနော်။သတင်းလေးနားထောင်လိုက်ပါဟုတ်ပြီ။ဒါကတော့ခွေးခွေးချင်းကြိုက်တဲ့သတင်းလေး။ဟုတ်ကဲ့ခွေးကြိုက်တဲ့ဥစ္စာကိုသတင်းပြမင်းဘာလို့ငါ့ကိုပြောတာလဲ။ခွေးကြိုက်တာအမင်း မင်းလမ်းဘေးခွေးကြီးကိုက်မှာပဲလေငါပြောရရှင်းရှင်းလေးလေအခုကိုက်တဲ့ခွေးကတော့ဟိုဆခဆခဆခနမေဆခလေဆခဆခချင်းကိုက်တယ်ဩဆခဆခရနမေတူလို့နေမှာပေါ့နော်ဟဲ့ရစစ်ခွေးစစ်ခွေးချင်းလေစစ်ခွေးဟာရအစိုးရပြောလေဘာကြီးကျွန်တော်တို့ဒီ ဟိုအောက်ကအောက်ချင်ရဲဘော်ချင်းကြီးရဲဘော်ချင်းကြီးကြိုက်တယ်အဲ့လိုပြောတာမဟုတ်ဘူးအခုအောက်ချင်ရဲဘော်ပါမဟုတ်ဘူးဒီဒီဟိုဘော်သူတို့အုပ်ချုပ်တဲ့ဘုံမူးတွေပါရပါလာပြီအဲ့ကြိုက်ရတဲ့အစင်တွေမှာပါလာပြီဟိုဘက်ဒီဘက်ဒီဟိုဘက်ဒီဘက်ဒီဘုံမူးဆရာမွေးတပည့်မွေးအဲ့လိုတွေပါလာပြီအေးဟုတ်ပြီဟုတ်ပြီအဲ့ဒါတွေလေးကိုကျွန်တော်ပြောပါမယ်အဲ့ဒါဘာမှဖြစ်တာလဲဆိုကျွန်တော်တို့ကဒီကဒီကကျတော့ကျွန်တော်တို့ဘကိုးတိုင်းကျွန်တော်အနောက်ပိုင်းပြည်ပြည်ပြည်မှာပြည်မျိုးမှာဖြစ်တာနော်အော်တိုဘာလာကလည်းကျွန်တော်15ရက်နေ့9နာရီမိနစ်30ခန့်ပါဟုတ်ပြီနော်ကျွန်တော်တို့ပြည်မျိုးမှာရှိတယ်ကြည့်ကြပဲနော်ဟုတ်ကဲ့ပြည်မျိုးမှာရှိတယ်စင်စုရက်ွက် ကန္နာလန်ရှိတဲ့အမှတ်85စစ်သားစုဆောင်ရေးကျွန်တော်တို့တက်အနီးပေါ့ဟုတ်ပြီအဲ့ဒီတက်အနီးမှာတဲ့ထိုင်နေတဲ့ကျွန်တော်တို့အယံမိတဲ့နှစ်ဦးနောက်ပြီးရင်ကျွန်တော်မျိုးနယ်အထွေထွေအုပ်ချုပ်ရေးမှုရုံးမှာဆွေမျိုးတော်ဆက်သူတဦးဩအဲ့အဲ့တဦးကိုတဲ့ပြည်မျိုးကရှိတဲ့ကျွန်တော်ငါ95ကိုတက်ရင်အဲ95ကိုတက်ရင်မှာတဲ့စစ်သားနဲ့ပြူစောတိများကကားပြင်းရောက်ရှိလာပြီးတဲ့ပေါ်ဒါဆွဲဖမ်းဆီးမှုတွေဖြစ်ခဲ့ပါတယ်ဘုံဘုံဒီကွာသူတို့လည်းနိုင်ငံဝန်ထမ်းတွေပဲလေကွာမိတဲ့ဆိုတော့အဲ့ဒါ နဲကြော်တာပေါ့နဲကြော်အဲနဲမကြော်နဲ့နော်မှန်ကအဲ့နေရာကိုပိုင်တာကဘယ်သူကပိုင်တာလဲဆိုတော့ဒီ85ကပိုင်တာစစ်သားစုဆောင်ကြီးတက်ကပိုင်တာအဲ့ပိုင်နေနားကိုသွားပြီးတော့ဘာလုပ်လဲဆိုအဲ့မိသက်နှစ်ဦးရဲ့အုတ်ချုံရင်ဘူးတဲ့ကကျွန်တော်ဆွေမျိုးတော်ဆက်သူတဦးရဲ့ဟောသွားပြီးတော့ဘာပြီးဘာလုပ်လဲဆိုအဲ့လာဖမ်းတဲ့ဟိုလူတွေကပြည်မျိုးမှာရှိတဲ့ကိုးငါးကိုးတက်ရင်ကစစ်သားနဲ့ပြူတယ်သူကလာပြီးတော့ဖမ်းဆီးသွားတယ်တဲ့အပါရဲ့အဲ့တော့ဘာဖြစ်လဲဆိုတော့အဲ့လိုရုံးရင်းဆန်ကဖြစ်နေတဲ့အချိန်မှာဒီကျွန်တော်တို့ဒီ85 စစ်သားစုပေါင်းကြီးတက်ကရှိတဲ့လူတွေကဟိုရဲစစ်သားတွေထွက်လာတာဗောခွန်ကခွန်ကဟောထွက်လာပြီးဘာကြောင့်ငါတို့လူတွေကိုဖမ်းရတာလဲဒါငါတို့လူတွေငါတို့ပိုင်ရလူတွေငါတို့ပိုင်ရလူတွေမင်းဘာလို့ဖမ်းရလဲလားငါတို့ဒီကိစ္စကိုငါတို့တက်ထဲမှာရှင်းမယ်ရှင်းမယ်ဟုတ်ပြီခေါ်သွားတယ် ဒီကောင်ဒီကောင်မစိုးခွန်ငါလူတွေမစိုးဘူးခွန်အားလူတွေခေါ်ပါတယ်အထဲတဲကိုရောက်တော့မှာပဲမင်းတို့ကဘာလဲငါတို့ဘေးငါတို့ဒီမှာရှိတဲ့လူတွေကိုငါပိုင်နေတဲ့ဘေးဘာသာလောက်တာပိုင်နေတဲ့ဘေးကလာပြီးတော့ပေါ်တာဆွဲတယ်ဆိုတော့မင်းတို့ကလူလိုက်တယ်ကမင်းတို့ကဘာကောင်းလဲဆိုထိုးရပါတယ်ရောပါအဖေရောဝိုင်းပြီးတော့တိတ်တာကိုငါကိုကောင်တွေကိုတိတ်တာအဲတိတ်လဲတိတ်ရောဘာလို့လဲဆိုတော့အဲကိုကောင်ကောင်တွေကလည်းသူကသူ့ရဲ့စစ်သားတွေပဲလေစစ်သားတွေကဘာလို့လဲဆိုတော့သူတို့ရဲ့အထက်အရာရှိကိုဖုံးဆက်တယ်ဘုံမှုဘုံမှုရေကျွန်တော်တို့ကဒီမှာတော့ကျွန်တော်တို့အထိုးခံနေရပြီခွန်ငါနေကျွန်တော်တို့ထိုးပြီးထိုးပြီးဘုံကအဲကောင်တွေကငါ့ကိုဖုံးပေးလိုက် ဖုန်းပေးလိုက်ဆိုပြီးဖုန်းပြောတယ်ဖုန်းပြောတဲ့ခါကျတော့ဘာပြောလဲဆိုတော့ဟိုကလည်းဘာပြောလဲဟဲ့အောင်းနဲ့ငါတဲ့ကိုကိုငါကိုကငါဘုံမှုပဲတဲ့မင်းတို့ဖန်ထားတဲ့ကောင်တွေလွတ်လိုက်အငါကောင်တွေတဲ့အဲ့မှာဒီဘက်85တိုင်ရကောင်တွေဘာပြောလဲငါဘုံမှုမကားလို့ဘာကောင်ကြီးဖြစ်နေဖြစ်နေတယ်အဲဖဲ့ပြီဖဲ့ပြီအဲတိုးတိုးတိုးပြောင်းတိုးပါဝါရီပြန်ရပါဝါရီပြပြီနော်ငါတို့နေကိုကြော်ပြီးတော့မင်းတို့ကလာပြီးပေါ်တာဆွဲတဲ့အတွက်ပေါ်တာဆွဲတဲ့လူကလည်းငါတို့လူတွေတဲ့ မလွတ်ပေးနိုင်ဘူးကွာမင်းဘာလုပ်မလဲတဲ့အဲဟုတ်ပြီအဲ့တော့ပွဲကမပြီးသေးဘူးဗျာကြီးပွဲကမပြီးဘူးပွဲမပြီးသေးဘူးမပြီးသေးဘူးအဲ့ကိုငါးကိုကဘုံမှုနဲ့အခုမှအချိန်တက်နေတယ်အဲအဲ့အုတ်ချုပ်ရေးမှုတွေရောက်လာတယ်ကားနဲ့အဲ့85တော့ရောက်လာပြီးတော့အဲ့မှာထပ်ပြီးထိုးကြပါလေရောဟာဘုံမှုချင်းချင်းမှာထိုးကြရောဗျာကြီးအဲ့ပြဿနာငါမသိဘူးတော့အဲ့ပြဿနာငါတက်ချုပ်လဲဟို မသိဘူးနဲ့တူတယ်ဟုတ်အတိအောင်လုံးကတက်ချုပ်ကပြောလိုက်တာနဲ့တက်ချုပ်ကလည်းအောက်ခြေမှာဖျူဖျဲတွေဖြစ်နေတယ်တက်ပြက်နေပြီဆိုတော့တက်ချုပ်တိဝိုင်းပြီးပြီဟုတ်တယ်အမှအချင်းချင်းတွေထိုးကြရုံးဆန်ခက်တွေဖြစ်တယ်ပေါ်ပါရဲ့အနောက်ဘက်ဆိုတော့ဘာဖြစ်လဲဆိုတော့ဒီကိုငါကိုတက်ရင်ကနေပြီးတော့ကျွန်တော်တို့ဒီဟိုဖမ်းထားတဲ့ကျွန်တော်စစ်သားတွေပြူတွေပေါ့နော်အရန်ပြီးတတ်တယ်ဟိုဒီမျိုးနယ်အုပ်ချုပ်ရေးမှုကပါတဲ့ဆိုဆွေမျိုးတွေပေါ့နော်သူတို့ကတော့ပြန်ပြီးတော့လွတ်မြောက်လာတယ်လို့သိရတယ်ပေါ့နော်ဒါမှမဟုတ်တယောက်နဲ့တယောက်ကတော့ဒီ 三么子家伙？欸、我年家子，少年家伊嘛叫叫文化先伊嘛拖下了。屋。哎，哎，就就这个下。好，第二只过年过年，过年三廿年，过年三廿我讲 ပေါင်းပြီးတော့ရခိုင်ဘက်ကိုလွှတ်လိုက်ရင်မကောင်းဘူးလားအားပြီးပြီဘောအဖေကတော့ဘုံတေးကြမှာပြီအားပြီးရခိုင်ဥစ္စာလေးအေးရတိုက်ဆရာကိုမလို့တော့ဘူးတော်တော်အချင်းချင်းတိုက်မှာလေအေးနော်အဲ့ခွင်ကတော့ဖန်ပြီးလိမ့်မယ်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ပြီဟုတ်ပြီအဲ့ဆက်လက်ကကိုးနဲ့85နဲ့85နဲ့တို့ပူးတွဲပြီးတော့ရခိုင်ဆက်စင်ကိုမင်းတို့သွားကြအခုတို့နဲ့နေတာဘာနေမလဲတောင်ကုန်းနေမလားနေတယ်နေတာဗောဒီတောင်ကုန်းနေနေလေးဗောဒါတောင်ကုန်းနေမယ်နော်အေးအဲ့တောင်ကုန်းကို လှမ်းပြီးပို့လိုက်မယ်ဟုတ်ကဲ့ပြီးတော့ဘာဖြစ်လဲအဲ့ဒါလှသွားပြီနော်ဟုတ်လှသွားပြီအခုဘာဖြစ်နေလဲဆိုတော့ကျွန်တော်ကဒီစစ်မှုဟိုပါဟိုပါဘယ်လိုပါမလဲဘယ်လိုတပ်သားတဲ့ကျွန်တော်တင်တန်းနေအပတ်စဉ်အပတ်စဉ်အပတ်စဉ်ဆိုတော့တင်းနေ၃နေလောက်လာတာအခုအပတ်စဉ်၁၈ဟုတ်အဲ့ဒီ၁၈တော့ကိုဘာဖြစ်နေလဲတော်နိုင်ငံလုံးတိုင်းတာနေလဲကျွန်တော်ကလူအင်အားတော်တော်လိုအပ်နေအပတ်စဉ်၁၈တော့ကိုတော့လူကြီးမရှိတော့ဖြစ်နေတယ်တော်ဒီလိုကလူရဲလူတယ်ဆိုတော့ကဟိုအပတ်စဉ်၁၈အတွက်လဲလူရင်အားလဲလူတယ်ရှေ့တန်းမှာလဲတော်တော်လဲကြာနေတာမင်းလည်းသိတယ်ငါလည်းသိတယ်အကုန်လုံးသိတယ်ပြီးတော့နောက်တစ်ခုကလဲ ဒီမျိုးပေါ်တွေမှာမျိုးပေါ်တွေမှာလည်းလူမရှိလို့မရဘူးဟုတ်ကဲ့ပါပါဆွေးကပွဲကနီးနေပြီဟုတ်ကဲ့အဲ့တော့အခုမှပြည့်လဲဆိုတော့အခုအပတ်စဉ်16အတွက်ကိုပေါ့နော်ဒီပြည်မြို့မှာကျွန်တော်တို့ကဒီဖမ်းထားတဲ့လူငယ်တွေကိုစုထားတယ်အဲ့ဒါနေပြီးတော့ပြည့်လဲဆိုတော့16ရက်နေ့ကနေစပြီးတော့ဘာလို့လဲဆိုတော့နနပိုင်းနနပိုင်းအစောကြီးတွေမှာ3နာရီ4နာရီ5နာရီပေါ့လူအဲ့ဘုံတော်អော်လာအဲ့အဲ့လိုအချိန်မျိုးတွေမှာဘုံတော်អော်လာမဟုတ်ဘူးဘုံတော်ကိုတို့4နာရီပေါ့မနေ့ကျွန်တော်တို့ပြောမှာဆိုကျွန်တော် ပြည်သူတွေအိတ်ကောင်းနေတဲ့အချိန်ပေါ့အိတ်ကောင်းနေတဲ့အဲ့အချိန်မှာမှာတို့ကဘာလို့လဲဆိုတော့အဲ့ဖမ်းထားတဲ့လူတွေကိုဒီစစ်သားစုဆောင်ရေး တင်တန်းချောင်းတွေကိုသူကအဲ့ချိန်ကိုပို့အော်အဲ့ချိန်ချောင်းမှာပို့တာပို့တာအဲ့ချိန်ချောင်းပို့နေလို့တင်ရရှိတယ်ပေါ့နော်ဒါဒေါ်လာရေးတက်တည်တည်အောင်ပြောပြတာအရေးမကြီးဘူးနော်ဒေါ်လာရေးတက်ဖွဲ့ဝင်တွေကတိသွားလို့အာယုံတက်မှာမိုင်းဆွဲလိုက်တော့မှာအာယုံတက်မှာ အလေအလေတဲ့ဖြစ်သွားလိမ့်မယ်ဒီမှာကျွန်တော်ပြောနေတာเนาะအားကြောင့်ပေါ့เนาะနော်နောက်ခါမင်းတို့ကဥစ္စာပြောရင်မင်းမာကြီးခေါ်ကိုစောင်းပြောသလိုဖြစ်နေအာယုံကလေတဲ့အာယုံကလေတဲ့ဖြစ်သွားလိမ့်မယ်ဟုတ်ပါပြီပါဟုတ်ဟုတ်အာယုံကမစိုးဘူးလားစောတယ်စောတယ်ပါကလေတဲ့ကမခောက်ဘူးလားခောက်တယ်လေပါခောက်တော့မဆောခောက်ဆိုပြီးလာရင်မာကြီးခေါ်ကလည်းလာပြီပေါ့เนาะတိတယ်တိတယ်ပါเนาะအော်ဒါလေးကတော့တည်င်းတစ်ခုပေါ့เนาะအပါနောက်ထပ်တည်င်းတစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ဒီ ဟို MCA လာပြီ MCA ကျွန်တော်ဆယ်နှစ်ပြည့်မှာเนาะဟိုတချို့ကြီးပါတက်ပြီးတော့ဟိုဗလီပလာကြီးပြောသွားတာအေးဘောသူဆယ်ဆယ်မိနစ်မှာ तू ရသလို तू ကပြောသွားအဲအခု तू ကဘာပြောလဲလဲဆို तू ကအဲ့လိုဗလီပလာကြီးပြောတဲ့ပြင် तू ကပြည်သူတွေရောဒီကျွန်တော်တို့ဒီတိုင်းသားလက်လက်ကိုင်းတွေရော तू ကစိန်ခေါ်တဲ့စကားထပ်ပြောတယ်ဘာဘာဘာပြောဘာပြောလဲဆိုဒီ MCA စာချုပ်ကိုတဲ့အကောင့်ထဲပေါ်ရန်အကောင့်ထဲပေါ်ရန်နှစ်တိုင်းပြည် ခွဲထွက်ရေးကိုလုံးဝလက်မခံပါဘူးဆိုရင် तू ကကြင်ကြပါတယ်ဗျအဲ့ဒီလက်မခံဘူးဆိုရင်ဘာလို့ तू အာနာဒိန်းနာတယ်လဲအေးဟုတ်ပါပြီနော်နံပါတ်1ဟုတ်ပါပြီနံပါတ်2လာပြီနံပါတ်1ကဘာလို့အာနာဒိန်းနာလဲနံပါတ်2ကဒီလက်နက်ကိုင်းတဲ့လမ်းစဉ်ကိုတဲ့သူတို့တွေအနေရောဥမတိပါဘူးဆိုသူတို့လည်းလက်နက်မကိုင်းခဲ့လေဟုတ်ပါပြီအဲ့တော့ဗျကအခုကဟိုပြည်သူနဲ့ဒီတိုင်းသားတွေကိုကျွန်တော်တို့စိန်ခေါ်လိုက်တဲ့သဘောပေါ့နော်ဒါနံပါတ်1နံပါတ်3လာမယ်ဟုတ်ပြည်သူတွေအကုန်လုံးကမြန်မာပြည်မှာရှိတဲ့ပြည်သူတွေအကုန်လုံးကတနေ့ကို ဘဲဥတလုံးကျုပ်တလုံးပဲစားရမယ်ဆိုတော့ဘာလဲရောသူတို့ကြတော့ပြည်သူတွေရဲ့ဒီဘန္နာခွန်တွေဘာတွေမတရားကြီးစားတရားကြီးစားစားပြီးတော့ကွာအဲ့ဒီမျိုးကြတော့တက်ချုပ်ကကိုလူဖြစ်နေပြီစီငါးလုံးမချင်းနဲ့ဘူးပြအခုတော့သူကပြောင်းပြောင်းလေးပြည်သူတွေကြတော့ ဘာလဲဟိုးတော့လည်းရှိတယ်ခမင်းတက်နဲ့ရှော့စားပါတယ်အခုသူ့လက်ထက်ကျတော့ပိုဆိုးသွားပြီဘဲဥတလုံးပဲစားတယ်ဒါကတော့ပြောင်ပြောင်လေးနဲ့စိန်ခေါ်လိုက်တာပေါ့နော်ဟောဆက်လက်ပြီးတော့ရှိတဲ့သတင်းလေးကဘာလဲဆိုတော့ဒါတက်ချုပ်ကြီးလုံးတဲ့ပြောတဲ့မိန်ကုံးပေါ်မူတည်ပြီးတော့အခုတက်ချုပ်ကြီးရဲ့ကျွန်တော်တို့ဒီလက်အောက်ခံနေပေါ့နော်ပြောရမယ်ဆိုရေကောက်ဝဲကော်မရှင်ဥက္ကရာပေါ့ဟုတ်ပြီအခုဒီရေကောက်ဝဲမှာကျွန်တော်တို့ဒီကော်မရှင်ဥက္ကရာခန့်ထားတဲ့ဒီဥက္ကရာဘာပြောလဲဆိုရင်တဲ့ဒီလိုအမတ်လောင်းနေကျွန်တော်တို့ဒီဟိုလှည့်ပြီးကျွန်တော်မဲဆွဲတဲ့နေရာမှာပေါ့နော်ဟုတ်ကဲ့နောက်ဆိုအမတ်လောင်းနေလည်းကျွန်တော်ထပ်ပြောင်းသွားမယ်ဟုတ်အဲ့လိုမဲဆွဲတဲ့နေရာမှာလည်းကျွန်တော်စစ်တပ်ပြိုကွဲရေးနေ ဂုံတိတ်ကကျွန်တော်ထိခိုက်စေရန်ဒုတာဝင်အရေးသုံးပါကိုတဲ့ထိခိုက်စေရန်ဟောပြောမဲဆွယ်စီးဟုံးမှုများကိုအရေးယူမိဟုကျွန်တော်တို့အတိအလင်းကိုကျွန်တော်ချိန်ချောက်သွားတယ်ကိုသိရပါတယ်။အော်ဟုတ်တယ်။တော်လိုင်းရေးတက်ဖို့ဝင်နေ PD ရဲ့ရဲဘော်တွေကအရေးယူတော့သူတို့ဘလောက်ကြီးပဲပါစက်ကအရေးယူတယ်အရေးယူတယ်ပြောပြောကြောက်မှန်များခင်နေလို့လား။ဟုတ်။ तू ကတော့ပြောရမယ်ဆိုရင်ဒါ तू ကတော်လိုင်းရဲဘော်တွေကိုချိန်ချောက်တာမဟုတ်ဘူး။ तू က ဝင်ရောက်ရွေးခံမဲ့ကျွန်တော်ပါတီကိုယ်စားလှယ်တွေကိုချင်းချောက်တာအေးဘယ်လိုပဲဖြစ်နေသူချင်းချောက်တာပါတီကိုယ်စားလှယ်တွေကိုပဲချင်းချောက်ချင်းချောက်တော်လိုင်းရဲဘော်တွေကိုပဲချင်းချောက်ချင်းချောက်ပြည်သူတွေကိုပဲချင်းချောက်ပြီးသူချင်းချောက်တဲ့ဥစ္စာတွေကဟုတ်သူကဘာလဲဆိုတော့ကျွန်ဖြစ်အောင်လုပ်နေတာဟုတ်ကဲ့ပါဟုတ်ကျွန်စနစ်သွင်းနေတာဟုတ်ကဲ့အင်းဟိုဒီမနက်ပိုင်းလေးရကျွန်တော်နောက်ဆုံးသတင်းလေးပေါ့နော်နောက်ဆုံးသတင်းလေးကဘာလဲဆိုတော့ကျွန်တော်တို့ကမွေးငါသတင်းလေးနဲ့ပြိမ့်မယ်ပါရဲ့နော်ဘာလဲဆိုတော့အဲ့ဒါတော့ကျွန်တော်၁၈ရက်နေ့ကကျွန်တော်တို့ဒီကျွန်တော်တင်စင်းလေးနဲ့ပေါ့နော်ကျွန်တော်ဒါလေးနဲ့ကျွန်တော်ပြိမ့် ဟုတ်တယ်လေအဘတေသိန်းကတော့တေသိန်းပဲပြောမှာပေါ့နော်အဲ့တော့ကျွန်တော်ပထမဦးဆိုတာ18ရက်ကျွန်တော်10လ2025ပေါ့နော်အဲ့ဒီမှာကျွန်တော်ကင်းပြင်းနဲ့ကျွန်တော်ဖာပွန် KI မှာကျွန်တော်14ဦးတည်တယ်ဗျနော်ပြီးရင်ကျွန်တော်ဘကိုးတိုင်းကြောက်ကြီးမြို့နယ်မှာ9ဦးအလင်းဝင်တယ်ဗျနော်ဟာပြီးရင်ကျွန်တော်တနင်္လာရီတိုင်းကျွန်တော် လောင်းလုံးလောင်းလုံးမှာကျွန်တော်4ဦးတည်တယ်ဗျဟုတ်တယ်လောင်းနေပုံနေတယ်ဟုတ်တယ်တနင်္လာရီတိုင်းလောင်းလုံးမှာကျွန်တော်4ဦးတည်တယ်ဗျပြီးရင်သခိုင်းတိုင်းရေဦးမြို့နယ်မှာ2ဦးတည်တယ်ဗျ ပြီးမကွေးတိုင်းငဖဲမျိုးနဲ့မှာနှစ်ဦးတည်တယ်ဗျ။အဲဆိုရင်ကျွန်တော်တို့ဒီ18ရက်10လ2025ပေါ့နော်။အဲ25မှာကျွန်တော်တို့အလင်းဝင်တာနဲ့ကျွန်တော်တို့တည်တာစုစုပေါင်းက28ဦးပါဗျ။ဟာအဲ့တော့ဆိုရင်တည်တဲ့ဥစ္စာတွေကလည်းပြည်သူတွေပဲမှန်တယ်မတို့ဘက်ကရဲဘော်တွေလည်းပြည်သူပဲဟုတ်ပြည်သူတွေလည်းပြည်သူပဲတော်လိုင်းတက်ဖွဲ့တွေလည်းပြည်သူပဲဟုတ်ကဲ့ PDF တွေလည်းပြည်သူပဲဟုတ်ပါပြီပါအခုတည်တာဘယ်နှစ်ယောက်28ဦးပါပါ28ပြည်သူတွေကစစ်ကြုံဖြစ်နေပြီကွာ